မင်းဘာချိုးချိုးရလဲနားပြီနောက်တော့တွင်းနေဟဲ့လားဘာလိုက်ပြောနေอ่ะမင်းငါ့ကိုသိလို့လားဟဲ့နင်ကပြောတယ်မဟုတ်ငါကောင်ကပြောနေရတယ်ဆိုရတာဟဲ့ဆိုရတာသကားတင်မြန်မာနိုင်ငံ36ဖွဲ့နိုင်ငံ36ဖွဲ့ထဲမှာကျွန်တော်သကားတင်4ဖွဲ့စီးနဲ့ကျွန်တော်ပါသွားတယ်ပါသွားတဲ့ချိန်မှာကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ဟာငါတို့ငါတို့လှုပ်ထားတာဘာမှမလို့ဘူးဘဝင်ကျွန်တော်မြင့်သွားတယ်ဟုတ်

အဲ့ချိန်မှာဒသင်းကစိတ်ကလေးဖြစ်မိတဲ့ဟာတော့အခုချိန်မှာကျတော့ပြန်တွေ့လဲကျွန်တော်ထိုင်ကြတော့တယ်။ဘာကြောင့်ဟိုဒီလိုကြောင့်ကျွန်တော်ဒီလိုလေးတည်သွားတာကျွန်တော်ရဲ့ကျေးဇူးရှင်ပါပဲ။ဟာကျွန်တော်အဖွဲ့ကြီးကအဲ့ချိန်လုံးရပါတော့လူရှင်တော့အဲတေစာပေသီးဟာလီအဲဝန်ဒိုးကျွန်တော်ပေါ့ဟုတ် အဲ့အဲ့ဒီဖွဲ့ပါပဲခင်ဗျအဲဟိုကတော့နှစ်ယောက်ချင်းပြိုင်တာကတော့ရွှေစတားပြိုင်တာကတော့အဲပေတီနဲ့စပြိုင်ခဲ့ဘူးတယ်ခင်ဗျဟုတ်အိုက်တုံးကအမတ်တရားကတော့အဲဘလို့ခတ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဆရာဘောနော်ဒါအခုလိုပြောတာကြတော့နည်းနည်းကျွန်တော်ဆရာတွေကိုစော်ကားတာမပေါ့ကျွန်တော်ရင်ထဲမှာခံစားချက်ကလေးတခုပေါ်လာလို့ပေါ့နော်ပြောပြတာအိုက်တုံးကကျွန်တော်ကပြိုင်ပွဲတအားပြိုင်ချင်လို့ဆရာတွေစီကိုသွားပြီးတော့ အဲမုတ်ဘုံလေးနဲ့ပစိုးလေးရဲ့ကျွန်တော်တက်နိုင်တဲ့လောက်လေးပေါ့နော်ဆရာကကျွန်တော်ပြိုင်မွေးလေးဝင်ပြိုင်ခြင်းလို့ပါကျွန်တော်ကိုပြိုင်မွေးပေးပါဆိုတဲ့အချိန်မှာအာဟိုငါးကားတဲ့ဒီ၃လေးဘွဲကိုရေးရေးပေးနေတာပေါ့နော်အဲတစ်ဖွဲ့ကို15သိန်းလောက်ရတယ်အဲ့တော့ဟိုမင်းတို့တက်ဆိုလဲခြင်းလဲငါဒီလောက်ထိညံမထက်တော့ဘူးပေါ့နော်ရေးပေးဒီမှာဟိုဟာပြုရေးပေးနိုင်တော့ဘူးပေါ့နော်အဲတခြားဆရာသွားရှာပါဆိုတော့အဲ့လိုပဲကျွန်တော်နောက်ထပ်တစ်ယောက်ထပ်သွားရှာတယ်ရှာတဲ့အချိန်မှာအဲသူတို့ကလည်းပြိုင်မှာ ဒီအဖွဲ့မှာအဲပြိုင်ပွဲဝင်မယ်မင်းတို့နဲ့ငါတို့နဲ့ဆိုတာပညာရည်ချင်းကမီးဖိုးလောက်ရှိတာပေါ့နော်အဲ့တော့မင်းတို့ပြိုင်လဲရှုံးမှာပဲပေါ့အဲအဲ့လိုပြောတဲ့ချိန်မှာကျွန်တော်အားငယ်တော်တော်အားငယ်သွားတယ်ဩအကုန်လုံးကပြိုင်မှာအဲကျွန်တော်ကြီးတော့လဲကျွန်တော်အဲ့ချိန်မှာကျွန်တော်ကဆိုင်ကယ်ကယ်ရီဆွဲနေပြီးတော့တငယ်ချင်းတယောက်ကလည်းသူကစိုက်ကားနေနေတယ်ကျွန်တော်တငယ်ချင်းတွေအကုန်လုံးစုပြီးတော့ညနေ6နာရီဆိုစုရတယ်ညနေ6နာရီဆိုရင်ကျွန်တော်လိုင်းသားမှာစုတယ်စုပြီးတော့ညမိုးချွတ်တဲ့ထီကိုကျွန်တော်ပြက်လုံးလေးတွေရေးကြတယ်တိုက်ကြတယ်မမရဒီ လမ်းပေးမှာပေါ့ကျွန်တော်တနေရာရာပေါ့ရှာပြီးတော့ကောင်းတဲ့နေရာလေးရွေးပြီးတိုက်ကြရတယ်လက်ဖေးတိုင်လေးမှာသွားပြီးတိုင်ပြင်ကြရတယ်အဲ့လိုလေးတိုင်ပြင်လေးနဲ့မှမင်းကပတ်စံ5000စုငါပတ်စံ5000စုမဲ့ तू ကလှုပ်လှုပ်တယ်ပြန်လာတယ်ကျွန်တော်ပတ်စံလေးစုကြပြီးတော့လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်အဲ့မှာစပြီးတော့ပြန်ရင်းတဲ့ချိန်မှာကျွန်တော်တို့ကစကားတင်မြန်မာနိုင်ငံ36ဖွဲ့တနိုင်ငံ36ဖွဲ့ထဲမှာကျွန်တော်စကားတင်၄၄ဖွဲ့စင်းနဲ့ကျွန်တော်ပါသွားတယ်ပါသွားတဲ့ချိန်မှာကျွန်တော်ဘာဖြစ်သွားလဲဆိုတော့ငါငါတို့ငါတို့လှုပ်ထားတာ အာဘာလို့မှမလို့ဘူးဘဝင်တော်မြင်သွားတယ်အဲဘေးလူကတော့မြင်တာပေါ့နော်ကိုကတော့မမြင်ဘူးအဲ့ချိန်မှာဘယ်လိုထိပြောလဲဆိုတော့ဟောအခုလာဒီနားမှာလာပြူကျွန်တော်အဲ့နားမှာနေပူလို့အဲ့လိုဒီကိုကူကူမတိတော့ဘူးဟိုဟိုပြောမှသူလို့ချင်းအဲ့မှာဆရာတရားလည်းအမြင်ကပ်ပုံမှဖြစ်သွားပုံလဲပါကျွန်တော်ကျွန်တော်ကျွန်တော်တယောက်တည်းခံကြပြောနော်ကျွန်တော်တော်တော်လေးအဲလူတွေမျက်မှောင်ကျိုးတဲ့ပုံနဲ့ဖြစ်သွားတယ်အဲ့မှာကျွန်တော်အကိုကိုတေစာပေါ့ကျွန်တော်အကိုလိုချစ်ရတယ်လူချင်းတော့ကိုတေစာနေမှာသူကလည်း ပညာလက်ပညာတက်ဘွဲလက်ဘွဲရဆိုတော့အာငါတို့ကဒီလိုအကြောင်းဖြစ်နေရဲဒီဟာသူကလမ်းကြောင်းပြတယ်ငါတို့ကဒီလိုပုံစံဖြစ်သွားလို့ငါတို့ဒီလိုဖြစ်သွားတာအဲ့အတွက်အဲဘယ်လိုပုံစံနဲ့ပြန်နေရမလဲလာငါတို့ခင်မွေးဆယ်ပါငါတို့ပြန်မမိပြီငါတို့ပြန်ကြောရမယ်တောက်ချင်းစီရဲ့အိမ်လိုက်ပြန်ကြောအဲအဲ့မှာပို့ပြီးတော့ပေါ့နော်အဲလူငယ်တွေကျွန်တော်တို့အမားလေးတစ်ခုလှုပ်လိုက်တမိတဲ့မမြင်တဲ့နေရာကိုပြန်ပြီးတော့ပြပေးမယ်လမ်းပြပေးမယ်ပုံစံလေးပေါ်လာတာပေါ့နော် အဲ့အတွက်အဲ့မှာလည်းကျွန်တော်တို့အခက်ခဲလေးတွေအဲ့လိုကိုကိုကိုပြန်ပြီးတော့ rest rest ပြန်လောက်ကြတာလေးရှိတာပေါ့နော်ဟုတ်ကျွန်တော်ကျတော့ဟောအဲ့ချိန်မှာဒဇင်ကစိတ်ကလေးဖြစ်မိတဲ့ဟာတော့အခုချိန်မှာကျတော့ပြန်တွေ့လဲကျွန်တော်ထိုင်ကြတော့တယ်ဘာကြောင့်ဟိုဒီလိုကြောင့်ကျွန်တော်ဒီလိုလေးတည်သွားတာကျွန်တော်ရဲ့ကျေးဇူးရှင်ပါပဲအဲသူတို့ဟိုဆရာလိုပဲအခုချိန်ကြီးလဲကျွန်တော်ညတိုင်းဖျားရှိခိုးတဲ့ချိန်မှာလဲအဲကျွန်တော်နာမည်တွေတနေ့တကွာရွတ်ပြီးတော့အမြဲတမ်းရှိခိုးတယ် ဘာကြောင့်လဲဆိုတော့သူတို့တီးပေးလိုက်တဲ့အသည့်ကြီးအဲသူတို့မှဒီလိုမလုပ်ပေးလိုက်လို့ရှင်ဥမာဗျာကျွန်တော်ကြာဟိုမှာတို့လို့ရှင်လဲမင်းတို့ကောင်မျိုးကွာငါတို့မျိုးထဲမှာမရှိဘူးဆိုပြီးတော့အဲဒီအမှုပညာလုပ်လို့တို့မလုပ်မှာလုပ်မှာဆိုလို့ရှက်လို့ကျွန်တော်နေထုတ်တာရှိတယ်။အာတို့ကြောင့်ပဲကျွန်တော်ဒီလိုဖြစ်လာတာ။ဟုတ်လို့ပြောလို့ရှင်အဲဘယ်သွားမလို့လဲကျွန်တော်နိုင်ငံခြားမှာပွဲသွားကမလို့ဆိုလို့ပြောလို့ရှင်ဟာဟုတ်လားမင်းနိုင်ငံခြားကိုလမ်းလျှောက်သွားမှာလားဒီအဲ့လိုမေးတယ်။အဲမေးတဲ့အချိန်မှာကျွန်တော်ငိုပြီးတော့သွားတယ် ရောက်တော့ကြမှာခေါ်ရောက်မှာကျွန်တော် live လွှင့်ပြီးလွှင့်ပြတယ်ပို့ရတယ်။ဩတကယ်သွားနေပါတကယ်လုံနေပါလား။ကျွန်တော်တို့ကပို့ပြီးတော့အားအစေးဖြစ်လာတယ်။စူးစမ်းရှင်စိတ်ပို့ပေါက်လာတယ်။